အားလုံးပဲမင်္ဂလာပါ။ဘာဆရာကြီးမင်းသိခတွေ့ဆရာမထောင်မောင်ဘောတိုင်းမှာဖြစ်ပါတယ်။ယာရုတက်ဖို့ရှိနေတဲ့သူတွေတက်ရောက်တယ်။ဘုံဂျိုးအိတ်တွေမှာပုံမိမှာဂျိုးတဲ့အိတ်ပြီးတော့ပုံမိမှာဂျိုးစားနေရင်ပြဿနာအခက်အခဲတွေရန်နေနဲ့ရင်ဆိုင်နေရပြီ။လက်တွေအကြီးအကျယ်ပိတ်နေရင်ဒီလိုအခက်အခဲတွေပြဿနာတွေနဲ့ရင်ဆိုင်နေရပြီဆိုရင်တော့အဘဆရာကြီးမင်းသိခါရဲ့အလွန်အစွမ်းထက်တဲ့ခေါင်းဆေးမင်္ဂလာပြုလုပ်နေလို့ပြပြပေးမှဖြစ်ပါတယ်။ဒီခေါင်းဆေးမင်္ဂလာဟာရှေ့ဘယင်မင်းမြတ်တွေစက်တိုင်မထွက်ခင် ြုလုပ်တဲ့ခေါင်းစင်းမင်္ဂလာအစီအစဉ်လေးပဲဖြစ်ပါတယ်။ဟောအင်္ဂါသားမိတွေအင်္ဂါနေ့မနက်9:45မိနစ်မှာခေါင်းစင်းမင်္ဂလာပြုလုပ်ရမှာဖြစ်ပါတယ်။အနောက်တောင်စုစုကိုမျက်နှာမှုပြီးတော့မှခြေတော့ညဘက်ခြေတော့အောက်မှာတရရွက်6ရွက်နေရမှာဖြစ်ပါတယ်။ဘယ်ဘက်ခြေတော့အောက်မှာပြင်းမ9ရွက်တက်ပြီးတော့နေရမှာဖြစ်ပါတယ်။မိမိတို့လျှော်မဲ့တရော်ကမွန်ရေထဲမှာတန်း9ညွန်းရလာလေးညုံအုတ်တညုံထည့်ရမှာဖြစ်ပါတယ်မိမိတို့ရဲ့အနိုင်တဲ့ရှိရနေသားမီးဖြစ်တဲ့တနင်္ဂနွေသားမီးရနေပြီးတော့ကောင်းစေးမင်္ဂလာ ြုလုပ်ပေးရမှာဖြစ်ပါတယ်။ဟောအင်္ဂါသားကြီးမှာရှိတဲ့အခိုက်အတန့်ညံနေမကောင်းတာတွေဒီကောင်းစည်းမင်္ဂလာပြုလုပ်တဲ့အခြေအနေစပြီးတော့အမြန်ဆုံးကင်းစေဖို့လွတ်မြောက်ဖို့လက်လာပါတွေပိတ်ဆို့နေတယ်ဆိုတော့လက်လာပါတွေအမြန်ဆုံးပွင့်လန်းဖို့ယာတူးတွေအမြန်ဆုံးတိုးတက်ဖို့အတွက်ဆူတောင်းပြီးတော့မှကောင်းစည်းမင်္ဂလာပြုလုပ်ရမှာဖြစ်ပါတယ်။ အဲ့တော့အနိုင်နဲ့ရှိတဲ့နေသားမီးကလည်းဆူတောင်းပြီးတော့မှကောင်းစိတ်မင်္ဂလာပြုလို့ရမှာဖြစ်ပါတယ်။ကာယကရှင်အင်္ဂါသားမီးကလည်းဆူတောင်းမှာဖြစ်ပါတယ်။ဒီလိုဆူတောင်းပြီဆိုရင်တော့မိမိတို့ခုနရှော်ထားတဲ့တေယောကမုန်းကြီးပန်းတွေကိုမိမိအိမ်ရဲ့အိမ်အပြင်ဘက်ရဲ့အနောက်တောင်ရံမှာသွားပြီးတော့ဆုံးအောင်မှာဖြစ်ပါတယ်။ခြေထောက်အောက်မှာနင်းထားတဲ့ပန်းတွေကိုလည်းတယောက်ယောက်ကိုအနောက်မြောက်တောင်ရံမှာသွားပြီးတော့ဆုံးခိုင်းအောင်မှာဖြစ်ပါတယ်။ဒီလိုဆုံးပြီဆိုရင်တော့ရေမိုးချိုးပြီး အဝေးစားအသက်တွေလဲရမှာဖြစ်ပါတယ်မိမိတို့အိမ်ဖျားမှာဖျောင်းတိုင်းရှစ်တိုင်းအမွေးတိုင်းရှစ်တိုင်းထုံညီပူဇော်ပြီးတော့မှမိမိတို့ဒီတနည်းပတ်လုံးမှာကန်စာတာတွေကောင်းမှုလက်လာပါတွေပွင့်လန်းမှုယာရုအမြန်ဆုံးတိုးတက်ဖို့အခက်အခဲတွေပြဿနာတွေရနေပြီးတော့အမြန်ဆုံးကျော်လာကျော်ဖြတ်နိုင်စေဖို့အတွက်အလေးနက်ဆူတောင်းမှာဖြစ်ပါတယ်အဒီရေရာစီစဉ်ဟာမိမိတို့အမြန်ဆုံးလက်လာပိုင်းနဲ့ပတ်သက်ပြီးတော့အမြန်ဆုံးပွင့်လန်းစေမှာဖြစ်ပါတယ်ကန်စာတာတွေအမြန်ဆုံးတိုးတက်စေမယ်ပွင့်လန်းစေမှာဖြစ်ပါတယ် 2025မှာအင်္ဂါသားမီးတွေမိမိတို့ရဲ့လုံရင်ဆန္ဒတွေတလုံးတဝတွေပြည့်စုံနိုင်ကြပါစေ။